MSP အရင်ခေတ်တုန်းက personal ကိစ္စတွေရွှေရွှေရှက်ရှက်ဖြစ်တာနဲ့ crown သိရရှိရဲ့လက်မှုသိရရတဲ့ crown တွေရှိပါတယ် personal ကိစ္စတွေပေါ့နော်ဒါမျိုးတွေဖြစ်ခဲ့ကြပါတယ်အခုမှမဟုတ်ဘူးအရင်ကတည်းကဖြစ်ခဲ့ကြတယ် MSP လုံငယ်တဲ့ဆယ်နှစ်တုန်းကကြတော့တက်တူးတော်ထိုးခွင့်မရှိဘူးအတုတွေလည်းထဲခွင့်မရှိဘူးဟိုပြုတ်ပြင်ခွင့်လည်းမရှိဘူးအခုခေတ်မှာက တတူးလည်းထိုးလို့ရတယ်အတူတွေလည်းဆီလီကွန်နဲ့လည်းထပ်ခွေရှိတယ်ပြုပြင်ခွင့်လည်းရှိတယ်နောက်ဆုံး transgender တော့မှပြင်လို့ရတယ်အိမ်အောင်တယ်လည်းပြင်လို့ရတယ်အရန်ကိုတိုးတက်လာပြီပေါ့ဆယ်နှစ်မှအမြင်မကျင်းတော့ဘူးဆိုတဲ့အခါကျတော့ အရင်ခေတ်တုန်းက personal ကိစ္စတွေရွှေရွှေရှက်ရှက်ဖြစ်တာနဲ့ crown သိရရှိရဲ့လှမှုသိရရတဲ့ crown တွေရှိပါတယ် personal ကိစ္စတွေပေါ့နော်ဒါမျိုးတွေဖြစ်ခဲ့ကြပါတယ်အခုမှမဟုတ်ဘူးအရင်ကတည်းကဖြစ်ခဲ့ကြတယ်အဲ့တော့တော့တိုင်တဲ့လူတွေရှိရဲ့ organization ကိုဟဲ့ကျမတော်မသိဘူးရှင်တို့ကဘယ်ရသိလဲဆိုတော့မှတခြားလူတွေကတိုင်ရတဲ့အချိန်မှာ main crown သိတယ်ဆိုရင် organization ကသိဆိုလို့ရှိရင်သိခဲ့ရတာရှိရဲ့ဒါပေမဲ့လှမှုတော့ဖွင့်မပြောခဲ့ဘူးပေါ့ကိုပဲလူစိုးဖြစ်ခဲ့ပြီးသိလိုက်ရတယ်သူရဲ့ personal ကိုလှမှုဖွင့်မပြောဘူးပေါ့နော်အဲ့ဒါမျိုးရှိရဲ့ အခုခေတ်ကကြတော့အရာရာဟာပြောင်းလဲလာကြပြီဒီ personal ကိစ္စဒီ personal ကိစ္စနိုင်ငံသားမှာပြိုင်မှုတွေပြင်ပြီးသွားတဲ့ကိစ္စဒီနိုင်ငံသားမှာပြိုင်မှုရဲ့ကိစ္စဆိုတဲ့အတွက်ကြောင့်နှောင့်အခုချိန်မှာဘာမှမပြောတော့တက်တူးနဲ့မဲကိုတောင်မှလက်ခံသေးတယ်ဆိုလို့ရှိရင်ဒီ personal နဲ့ပတ်သက်ပြီးတော့ဖြစ်ပြက်နေတယ်မဲရောသူ ready ဖြစ်ပြီဆိုလို့ရှိရင် ပြောတာเนาะလက်ခံပေးလို့ရမှာပဲတကယ်လို့၆ပြက်ကင်းတဲလဲရှင်စင်ကိုတကယ်လိုချင်နေဆိုလို့ရှိရင်အစတည်းက symbol စရွေးကြတဲ့၆ပြက်ကင်းတဲလဲစင်ပဲတင် ဒါဆိုလို့ရှိရင်တော့သူမှားရင်ဖြုတ်ခွင့်ရှိရဲ့လှမ်းလို့ဖြစ်တော့လို့ပေါ့လွန်ခဲ့တဲ့ဆယ်နှစ်အခုကအကုန်လုံးကလွတ်လပ်ပေါ်ပါစာနဲ့လှုပ်ခွင့်ရှိရဲ့အချိန်မှာဒီ personal ကိစ္စတွေရှုပ်ထွေးလာလို့ရှိရင်လည်းလှမ်းလို့နေနေရဘာမှဝေမပြောလို့ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့ဆယ်နှစ်နဲ့အခုမြန်မာဘာမှမတူတော့ဘူးဟုတ် Miss တယောက်အနေနဲ့ကဟိုဘက်မှာဆုရတာမရတာကပဲပိုရေးကြီးတယ်ဟိုဘက်မှာကောင်းလားကောင်းကောင်းမွန်မွန်ပြိုင်နိုင်လားမပြိုင်နိုင်လားပဲပို့ပြီးတော့အရေးကြီးတယ်တချို့ miss တွေလည်းသူတို့မှာ မဖြူစင်နိုင်ရှိမှာပဲဒါပေမဲ့မပေါ်ပေါက်လာဘူးမတိကြဘူးတချို့ miss ကြတော့တကယ်ဘလို့ဖဲနဲ့နာမည်ဖြတ်ခံရတာရှိရတချို့ကြတော့တကယ်လို့လို့တကယ်ဖြစ်တာရှိရပေါ့နော်ဆိုတော့ဒီလိုအပိုင်းနေဆိုလို့ရှိရင်တော့လှနုကလုံးဝဝင်မဆွတ်ဖတ်ဘူးဒါပေမဲ့လှနုတို့တုန်းကဖြစ်ခဲ့ဘူးတဲ့ personality personal နဲ့ပတ်သက်ပြီးတော့ရှုပ်ရှုပ်ထွေထွေဖြစ်တဲ့အတွက်ကြောင့်ဖြုတ်ပေးပါဆိုလို့လှနုဖြုတ်ပေးရရှိတယ်ဒါအဲ့ဒီခေတုန်းကအဲ့တော့ဘသူနာမည်ပြတ်သွားလဲလှနုချုံနာမည်ပြတ်သွားတယ်ကိုယ့်ကလေးရဲ့အကြောင်းကိုလည်းကိုကမပြောရဘူး ပြိတက်ကိုမချပြရက်ဘူးကိုပဲအမိုက်မဲခံတယ်အခုဒီခေတ်မှာ7နှစ်ကြာသွားပြီဘသူမှအမုံမခံတော့ဟုတ်အဲ့တော့အစဉ်ပြေရလို့ပါဘသူပဲပြန်ပြိုင်အပိရဲ့လူကအပိမှာပဲအမပိရဲ့လူကအမပိဘောနော်လောလောဆယ်ကိုစားဖို့ကိုရှာနေရပေးမန်းနေဒီကြံနေတော့တဲ့တော့လေအပိစားနေတော့ ဟုတ်ကဲ့ဤတနာဘယ်နေရာမှာဘာတွေပဲဖြစ်နေပါစေစ조사ပါအဲဘယ်လိုခေါ်မလဲအရင်ပင်မလာသည့်တိုင်အောင်တော့မှနောက်ကိုမဆုပ်ပါနဲ့နောက်ဆုံးကတော့တွိုင်းနဲ့ဒေါက်ဖက်နဲ့ဂျိုးသွားရင်တော့မှ ဖနက်နှစ်ခုလုံးဖယ်လိုက်ပြီးတော့ခြေပလာနဲ့ပဲခြေပွားလေးထောက်ပြီးတော့တွားလိုက်ပါနောက်ဆုံးထိုင်လိုက်တဲ့အချိန်မှာကိုဝစ်ထားတဲ့စကက်ကကွဲသွားရင်တောင်မှအဲ့ဒီအကွဲကိုချုပ်ရိုးကိုဖြီးချလိုက်ပြီးတော့ပေါင်ကိုတချမ်းထုတ်ပြီးရှောက်လိုက်ပါလို့ပဲလှနှုတ်ကပြောပြခြင်းပါတယ်ဘသူတွေဘလို့တိုက်ခိုက်တိုက်ခိုက်အခက်အခဲတွေဘလောက်ပဲရှိရှိအပြုံးမပြတ်ပါနဲ့လို့ကျေးဇူးပါမြန်မာစတာပစာ